အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်ဒီမဲ့တင်ရတာကတော့အခန်း3လေ့ကျင့်ငယ်သုတသမ6ကနံပါတ်1နဲ့3တွေပဲဖြစ်ပါတယ်နံပါတ်1မှာဆိုရင်အနန္ဒီအလျာအောင်ရှစ်ပေရော့တော့တောင်းမန်စုကန်ကြီးဧရိယာကိုပိုလီနိုမီယာတစ်ခုအဖြစ်ရေးပါတယ်သူကအနန်ကအနေရတက်မှုပေးတာလေသူကအလျာအောင်ရှစ်ပေရော့ရယ်လို့ပြောတယ်ဒါဆိုအချို့ကမသိတာကအလျာအောင်မသိတာဒါကြောင့်မချို့ကအလျာကိုမသိခင်အရုထားမယ်အမှအခေရတွေကလေ h to y နဲ့ r တို့နော်အမှအခေရတွေကိုကြိုက်တဲ့အခေရတွေထည့်လို့ရပါတယ် မကြချင်အလေရရဲ့ပေးရှိဆိုချင်တော့အဲ့လိုပဲထားနေမှာပေါ့နော်နော် LP ဖြစ်ပါသေးတယ် LP ဖြစ်ပါသေးတယ်အလေရပေးရှိက LP ပါအဲ့ဒီဆိုတော့အနံ့ကိုရှာမယ်အနံ့ဆိုတာကအလေရအောက်ရှိပေးရတယ်ဆိုတော့အလေရက L ရှိပေးရတာဖြစ်တဲ့အနုပ်ရှိပေါ့နော်အနံ့ရဲ့ပေးရှိက L -8 ပါအဲ့တော့တောင်မစုကရဲ့ area ကိုဒီချက်ကိုလိုချင်နေဆိုရင်အလျားနဲ့အနေနဲ့မြောက်ပေးရတယ်။ဒါဆိုအလျားက L အနံက L -8 ပေါ့နော်။အဲ့ဒါ L နဲ့ L -8 နဲ့ကိုမြောက်ပေးရပါတယ်။နော်။ အဲ့ဒါကြီးကျော်က n နဲ့ n နဲ့ပြတော့ s2 ရပြီးတော့ r နဲ့ h နဲ့ပြတဲ့ကောင်မှာ hl ရပါတယ်ဒါပေမယ့်အဖြေက s2 hl 2n ပေးပေါ့နော်ဒါမျိုးရှိရင်ဒါနံပါတ်1ပြပါပြီနံပါတ်2ကကြတော့ down man sugar ဘုံစာသင်ငယ်ကြီးအလျားက 3p 4 2p တဲ့အနံကတော့ 9p 9p ဖြစ်လည်ရင်တဲ့ထိုးစာသင်ငယ်ကြီးပတ်လည်အနားကို polynomial တစ်ခုအဖြစ်ပြောပြပါသူကကြ area ရှာလိုက်တာမဟုတ်ဘူးပတ်လည်အနားကိုရှာလိုက်တာ ာပက်လက်နားချာခိုင်းနေဆိုတာကတောင်းမှာစုရပုံစံအနားလေးနားလုံးကိုကျွန်တော်ကမြောက်ပေးရမှာပါအနားလေးနားလုံးပေါအောင်ပေါ့နော်ပေါအောင်ပေါ့ပက်လက်နားချာရဲ့ဒီလိုဒီပရမလို့ရေးမယ်ဆာအလျားကြီးပေးရှိတာ 3B black 42ပါအနံကတော့ကျတော့9ပေပေါ့နော်9အနံကြီးပေရှိတော့9ပေကျတော့နရှိမှာပေရှိလို့ပြောရတယ်နရှိမှာနောက်မှာပေရီမထည့်ရပါဘူးနော်အရင်အဲ့ဒီစာသင်ခန်းရဲ့ပက်တဲ့အနားကိုလို့ရှင်ကျတော့အနားလေးနားလုံးကိုနော်နားလေးနားလုံးကိုကျတော့ပေါင်းပြရပါဒါပေမဲ့ ဒီကမပေါင်းမဲ့နဲ့ယူအလျားနဲ့နည်းနည်းကိုပေါင်းပြီးနှစ်နဲ့မြောက်ရဲတူတူပဲအဲ့တော့အလျားကနှစ်ခုအနေငါးနှစ်ခုလေဒါကြောင့်မို့အလျားနဲ့နည်းနည်းကိုပေါင်းပြီးတော့ယူနှစ်နဲ့မြောက်လို့ရှိနေအဖြေကတူတူပါပဲဒါသာလို့ရှိရင်ဂျီတို့ကနှစ်ကိုပြင်ရင်မယ်အလျားနေရာမှာ 3B black 42အနောက်နေရာမှာက9ဝင်နေတယ်နော်ကျေဟောပါပြီဒါသာလို့ရှိရင်ဂျီတို့ကနော်ဒီနှစ်ကနေပဲဂွေနဲ့ဝင်မြောက်မယ် 2နဲ့3ပြည်နံပါတ်ကမှကျွန်တော်စစ်ပြီးရတယ်4ဂျူနဲ့2နံပါတ်ကမှ8ဂျူရပြီးတော့9နဲ့2နံပါတ်ကမှ16ရရပါနော်16ပြီဒါဆိုရှင်တော့အဖြေကတော့ဒါပဲပေါ့နော်သူကမျိုးတူကဲလုံးနေမဟုတ်တဲ့ကျွန်တော်ဆက်ပြီးတော့လည်းအဲတွက်လို့မရတဲ့အတွက်ကျွန်တော်ဒီနားလိုပါပဲအဲထားလိုက်ပါမယ်နော်ဒီဖြေကတော့တော့ပါပဲအဲနောက်ပြီးတော့နံပါတ်3အခြေရဲ့အလျားကအမြင့်ရဲ့အလျားတဲ့6ဆင်ရပုံကြီးတဲ့ရှိသောသတိကတကွီးဧရိယာကိုပိုလီနိုမီယယ်တစ်ခုအပြည့်ရေးပြပါလို့ပြောပါတယ်။ဒါဆိုသူကအခြေရဲ့အလျားကိုပေးရတယ်။အမြင့်နော် အမြင့်ကိုမပေးတော့သူကအမြင့်ကလေးရတယ်လို့ပြောတာဒါပေမဲ့အမြင့်ကလေးရကရေဘလောက်မှမသိတယ်ပြည့်ကိုသူ့ကိုမသိခင်အမြင့်ကလေးရကိုရေကအမြင့်ဆိုတော့ရေ H ဆိုထားလိမ့်မယ်နော်ကျွန်တော်အခြား HJY နေထည့်လို့ရတယ်နော်အမြင့်ကလေးရပြည့်ကို H ဆိုထားမယ်အဲဒီနော်အခြေရဲ့လေးရကတော့အမြင့်ရဲ့လေးရက်6စီယံပေါ်တာဖြစ်တဲ့8 6ဖြစ်ပါတယ်အဲတိကန်ကြီးအေရီယာကိုရှာမယ်ဆိုတိကန်အေရီယာရှာတဲ့ပုံစံကြီးကခြေမြောင်းမြင့်အစားနှင်မှာအဲဒီတိကန်ကြီးအေရီယာက အဲအခြေကကြတော့ a အဲ a plus c ဖြစ်ပြီးတော့အမင်းကကြတော့ a ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်နှိမ့်မဲ့ပြန်စားပါမယ်เนาะအဲ့ဒါဆိုရင်ကျတို့ကနော်အစားမြင့်ဆိုတာကကျဝမ်မတူမမြတ်တော့လည်းတူတူပဲပေါ့နော်အမှန်မှန်တော့ကျတို့အိမ်တော့ဟိုပါလေဒီကရဲ့ area ခြားပုံစံကဝမ်ပါတူအခြေအမြောက်မြင့်လို့ခြားတာပါเนาะနောက်ပိုင်းကျမှရေးပြောင်းကြတာပေါ့နော်အဲ့ဒါဆိုရင် a plus c ကိုကျတို့အိမ်နဲ့ပြောင်းတဲ့ခါမှာ x နဲ့ a နဲ့မြတ်တော့ a square ရတယ်6နဲ့ a နဲ့မြတ်တော့ c ရပါတယ်ဒီဟုတ်ပြီနော် ။အဲဒါဆိုရင်ကျွန်တော်က1/2နဲ့ h2 နဲ့မြောက်မယ်။နောက်1/2နဲ့ h2 နဲ့မြောက်တဲ့ခါမှာကျွန်တော်ဘယ်လိုရလဲဆိုရင် 1/2h2 ရတယ်။1/2နဲ့7နဲ့မြောက်တဲ့ခါမှာနော်2အဲ1/2ကျွန်တော်1/2နဲ့ h2 မြောက်တာက 1/2h2 ရတယ်ပေါ့နော်။အဲ့ဒါတော့သိရတယ်။ဝမ်မာဒူနဲ့ဆင်းနေမြောက်တဲ့ခါမှာလူမျိုးမြောက်တော့ဝမ်မာဒူနဲ့ဆင်းနေမြောက်ရင်ဒီမှာဆင်းနဲ့ပိုင်းချေဒူးနဲ့အချို့ခြေလို့ရတယ်အဲဒါသုံးရတယ်ပေါ့နော်ဒါဆိုရင်အဖြေကနော်1/2 h2 နဲ့ပြီးတော့ ဟိုဟာဝမ်မာနူနဲ့ဆင်းနေတဲ့ကမှာ3ရတယ်နောက်မှာ8လုံးရှိတဲ့အတွက်38ပေါ့နော်ဒါဆိုရင်ဝမ်မာနူ8 square plus 38 3m ပေးဆိုပြီးတော့ဒီလိုရပါတယ်အဖြေကဟုတ်ပြီဒါဆိုနံပါတ်4ပါနံပါတ်4ကတော့အလျားစီအနက်သုံးစားရှိပြီးတော့အမြင့်ဒီအလျားအောင်နဲ့ပေးရော့တော့တဲ့နောက်မှစုလန်တစ်ခုကြီးထူးတယ်ကိုပိုနီနူမယ်တစ်ခုပေါ်ပြပါတယ်ဒါဆိုကြအလျားကိုပေးရတော့အနက်သုံးစားလို့ပေးပေးရတယ်ပေါ့ဒါကြောင့်မကြည့်ဘူးအနံကိုရမသိဘူးအမြင့်ကိုလည်းသူကပေးရတယ်အလျားအောင်နဲ့ပေးရတယ်လို့ပေးရတယ်ဒါဆိုအကျဲမသိရအနံတခုလည်းမသိရဒါကြောင့်အနံကိုမသိရင်ထားနိုင်မယ် အနိုင်ရရှိကိုတို့ကဒူဒူလို့ထားလိမ့်မယ်ပေါ့နော်အနိုင်ရရှိပေးဒူဖြစ်ပါစေအဲ့ဒါအလျားကကြတော့အလျားရရှိပေးကအနိုင်ရသုံးစားဖြစ်တဲ့အတွက်ရှိလို့3နဲ့အနိုင်ရအေးနော်အနိုင်ရအလျား W ကို3နဲ့မြောက်တော့3 3 W ပေါ့နော်အဲ့ဒါအမြင်ကကြတော့အလျားအောက်နဲ့ပြောရတယ်အလျားက3 3W ပေါ့နော်နှစ်ပြရတာဖြစ်တဲ့ minus W ရေးလိုက်မယ်အဲ့ဒါဒီချိန်တော့ဒေါင်းမန်စိကတကုန်းတစ်ခုရဲ့ဒူးတယ်လို့ပြောရတဲ့အတွက်ဒေါင်းမန်စိကတကုန်းဒူးတယ်လို့ရှာမယ်ဆိုရင်အလျားရဲ့အနိုင်ရအမြင်ကိုမြောက်ပြရပါတယ် နော်အဲ့ဒီအနံက W ဖြစ်ပြီးတော့အလဲရကကျတော့ 3W ပါတယ်အမြင့်ကကျတော့ 3W -D ပေါ့နော်ဒီအဲ့အဲ့သုံးခုမြောက်မယ်မြတ်ရက္ခာမှာ 3W နဲ့ W နဲ့မြတ်ရက္ခာမှာကျတော့ဘာရလဲဆိုရင် 3W square ရတယ်အဲ့ 3W square နဲ့ 3W -2 နဲ့ကျတော့ဝင်မြောက်မှာပေါ့နော်အဲ့ဒီ 3W square နဲ့ 3W နဲ့မြောက်တဲ့ခါမှာ3နဲ့3နဲ့မြောက်တော့9ရတယ် W square နဲ့ W နဲ့မြောက်တဲ့ခါမှာကျတော့ W ကျပေါ့နော်ဒါက -2 နဲ့ 3W square ကိုမြောက်တဲ့ခါမှာ 6W square ရပါတယ် ဟုတ်နော်ဒါဆိုရင်အဖြေက 9w2 6w2 ကုကပေးဖြစ်ပါတယ်ပေါ့နော်ဒါဆိုရှင်ရေကဒီနေ့ကတော့နော်နေ့ကျင်ငယ်သုံးသမားချောက်ရဲ့နံပါတ်1နဲ့3လေးပဲအဲဖြစ်ပါတယ်နောက်ကျန်တဲ့ပုံတွေကိုရေကိုနောက်နေ့ကျရင်ချက်ပြီးတော့အဲရှင်းပြပေးပါမယ်နော်ဆုံးရှုံးကြည့်ပြီးတော့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်